မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းဒေချောင်းတိုက်ခိုက်ခံရမှုကြောင့်တေဆုံးဒဏ်ရာရရှိခဲ့သူတွေနဲ့နေအိမ်ပျက်စီးခဲ့သူတွေအတွက်ပြည်သူစုပေါင်းလှူဒါန်းမှုကရရှိတဲ့7သိန်း2300ကျော်ကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စီကသိရပါဗျ။ဧပြီလအတွင်းစစ်ကောင်စီရဲ့လေရင်ဘုံတံအပြင်းထန်ခန်းစားခဲ့ရတဲ့တပိတ်ချင်းမြို့နယ်ရေထွက်လိမ့်ကျချောင်းကြီးဖက်ရှီဝတ်တီစရဲကြီးရွာတွေကတေဆုံးသူ42ဦးဒဏ်ရာရသူ45ဦးနဲ့ ပျက်စီးနေအိမ်42လုံးစာအတွက်ထောက်ပံ့ပေးခဲ့တာလို့ဆိုပါရယ်အခုထောက်ပံ့ပေးခဲ့တဲ့ငွေကြက်သိန်း2355ရဲက3690ဟာမပန်ဆယ်လူကတစ်ဆင့်ကူညီထောက်ပံ့ငွေဖြစ်ပြီးသိန်း1665မှာပြည်သူလူထုမှစူပေါင်းထောက်ပံ့ငွေတွေဖြစ်တယ်လို့တပိတ်ချင်းမျိုးနယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါရယ်တပိတ်ချင်းလေရင်ဘုံတစ်ဒေတာခန့်တွေကိုတည်ဆုံးသူတအူအတွက်ကြက်သိန်း20ဒံရရရှိသူတအူအတွက်ကြက်25သိန်းနဲ့ နေအိမ်တစ်လုံးအတွက်ငွေကျပ်သိန်း20နှုန်းစုစုပေါင်းကျပ်သိန်း2335ကိုအတီးတီးထောက်ပံ့ပေးခဲ့တာလို့သိရပါဗျ။အဆိုပါထောက်ပံ့ငွေတွေကိုတပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့တပိတ်ချင်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကလေးချောင်းတိုက်ခိုက်မှုဘေးအန္တရာယ်တင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီဖွဲ့စည်းပြီးစစ်ကောင်စီတပ်ရဲ့လေးချောင်းတိုက်ခိုက်မှုဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေကိုသွားရောက်ထောက်ပံ့နိုင်ခဲ့တာလို့သိရပါဗျ။ ဧပြီလတတိယပတ်အတွင်းမှာတပိတ်ချင်းမျိုးနယ်လိကျနယ်ရေထွက်ရွာတွေကိုစစ်ကောင်စီတပ်က၃ရက်ဆက်တိုက်လေရင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွေအတွင်းချင်းရွာနှစ်ခုပေါင်းတေဆုံးသူဒေသခံ40နီးပါးအထိရှိလာခဲ့တာလည်းဖြစ်ပါတယ်